မင်္ဂလာပါရှင်။မိုသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကချင်လန်နဲ့ကအဖွဲ KIA ဥဆောင်ရဲ့ပူပေါင်းအဖွဲ့ရရဗမာမျိုးကိုတင်းယူနိုင်ဖို့အင်အားသုံးတိုက်ခိုက်နေပြီမဲ့ခက်ခဲရုံးကန်နေရပြီးတော့ AA နဲ့ PDF အဖွဲ့ရဟာအလင်းဝင်ရောက်တာပြီးရှိခဲ့တယ်လို့ပြီးခဲ့ရပိုင်းမှာသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒေါသဖိုင်ထဲမှာတော့ AA နဲ့ PDF အဖွဲ့ရအလင်းဝင်ရောက်မှုအခြေအနေနဲ့ PDF အဖွဲ့တအုပ်နဲ့ AA အဖွဲ့ဝင်တအုပ်နှိုင်းရှင် ဘယ်သူကပုံမတန်ဖိုးကြီးတယ်လဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Ota Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရင်ကချင်လနဲ့ကအဖွဲ KI ဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာကချင်ပြည်နယ်ပမော်မြို့ကိုတင်ယူနိုင်ဖို့အင်အားသုံးတိုက်ခိုက်နေပြီမြေ။ငါးလကြာကြာချင်းထိတင်ယူနိုင်ခြင်းမရှိပဲအထိနာနေရတဲ့အတွက်ကြောင့် ရကလည်းနဲ့ကအဖွဲ AA နဲ့ PDF အဖွဲဝင်30ကျော်အလင်းဝင်ရောက်လာခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ပန်သတင်းဌာနကမေလ10ရက်နေ့မှာဖော်ပြခဲ့တဲ့သတင်းတရက်ထဲမှာမေလ10ရက်နေ့မနေ့9ရက်ခွဲအချိန်ကမှာ AA နဲ့ PDF အဖွဲဝင်30ကျော်ဟာအလံပြူတွေထောင်ပြီးတော့ဗမော်မျိုးကကံဦးဖုံးကြီးကျောင်းမှာရှိတဲ့လုံချုံရေးတပ်ဖွဲ့တွေစီကိုလာရောက်အလင်းဝင်ခဲ့ကြလို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ AB လ26ရက်နေ့တုန်းကလည်း PDF လက်နက်ကအဖွဲဝင်32ဦးဟာ အလဲပိုင်းတိုင်းစစ်ဌာနချုပ်မှာလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ခဲ့ပြီးနောက်မမော်မျိုးတိုက်ပွဲမှာ AA နဲ့ PDF အဖွဲ့ဝင်30ကျော်ထပ်မံအလင်းဝင်ခဲ့တာမျိုးဖြစ်ပါတယ်။နာဆာကအဆိုရကလည်းလက်ရှိအချိန်မှာ PDF လက်နက်ကန်အဖွဲ့တွေကိုတိုင်းသာလက်နက်ကန်အဖွဲ့ဝင်တွေရဲ့အကျိုးစီးပွားအတွက်အသုံးချကံမဖြစ်စေဖို့နီးစပ်ရာတပ်စခန်းတွေနဲ့ဆက်သွယ်ပြီးအလင်းဝင်ရောက်နိုင်တယ်လို့ဆိုပါတယ်။ကချင်လက်နက်ကန်အဖွဲ့ KIA ဟာမမော်မျိုးတိုက်ပွဲအတွင်း နာဆာကတပ်တွေရဲ့လက်တွဲညီစွာတုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်အဒိနာနေကြရပြီးရက်ကလန်နဲ့ကန်အဖွဲ့အေအေတပ်ဖွဲ့ဝင်တွေကိုစစ်ကိုခေါ်ယူနေရတယ်လို့သိရပါတယ်။ KYA ဦးဆောင်တဲ့ပူပေါင်းဖွဲ့ရီဟာ2024ခုနှစ်ဒီဇင်ဘာလကစတင်ပြီးတော့ဗမာမျိုးကိုတင်ယူနိုင်ဖို့အင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့နာဆာကရဲ့မြေပြင်တပ်ဖွဲ့ဝင်တွေအပြင်ဒရုန်းတပ်ဖွဲ့အမျိုးတပ်ဖွဲ့တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာဟန်ချက်ညီစွာတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် KAI ဥဆောင်ရဲ့ပူပေါင်းအဖွဲ့တွေဟာဗမော်မြို့တိုက်ပွဲအတွင်းထောင်တောင်းစီကြာဆုံးခဲ့တယ်လို့သိရပါတယ်။ KAI ဥဆောင်ရဲ့ပူပေါင်းအဖွဲ့တွေဟာဗမော်မြို့ကိုတင်းယူနိုင်ဖို့အင်အားသုံးတိုက်ခိုက်ခြင်းအတွင်းနာဆာကတပ်စခန်းတချို့ကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့စကခ20၊ချယ်လင်တရင်ခလာရ49အမတ်914စစ်အင်ဂျင်နီယာတက်အမတ်933ထောက်ပံ့ပို့ဆောင်ရေးတက် အမတ်7စစ်မြေပြင်စေးတရင်တက်မ88လောက်ခန့်တရင် စားတဲ့တက်စကန်တွေကိုထိန်းချုပ်နိုင်ဖို့ခက်ခဲရုံးကန်နေရပြီးလက်ရှိချိန်မှာစာကာခာ21ကိုထိန်းချုပ်နိုင်အောင်အင်အားသုံးတိုက်ခိုက်နေရလို့သိရပါတယ်။ဗမာမျိုးတိုက်ပွဲတွေအတွင်းနာဆာကဟာ night version by drone တွေအပါအဝင် drone တွေကိုတေးကြစွာတိုက်ခိုက်နိုင်ခြင်း၊လေကြောင်းပစ်ကူပေးခြင်းကိုထိရောက်စွာပစ်ကူပေးနိုင်ခဲ့တဲ့အတွက် KIA ဦးဆောင်ရဲ့ပူပေါင်းအဖွဲ့တွေအထင်းနာခဲ့ရလို့သိရပါတယ်။ကကြံလန်တဲ့ကအဖွဲ KIA ဦးဆောင်ရဲ့ပူပေါင်းအဖွဲ့တွေဟာ ကချင်ပြည်နယ်အတွင်းရှိတခြားမြို့တွေကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းကြိမ်တုံးကရပ်ပေါင်းတရာအတွင်းထိန်းချုပ်နိုင်ခဲ့ပေမဲ့ဗမာမြို့ကိုတန်ယူနိုင်အောင်ကြိုးပမ်းကြိမ်မှာရပ်ပေါင်းတရာ90ကျော်စင်တီမတန်ယူနိုင်ပဲရှိနေခြင်းဟာဘလောက်အထိအထိနာနေရတဲ့လဲဆိုတာကိုသိတာနေပါတယ်။ကချင်နယ်ကအဖွဲ KIA ဟာဗမာမြို့တိုက်ပွဲမှာအုံပြူဖို့ရခိုင်နယ်ကအေအဖွဲဝင်တွေကိုစစ်ကူခေါ်ယူရမှာအခါကျင်းငွေပေးချေရပေမဲ့ PDF အဖွဲ့တွေကိုလည်းနဲ့တက်ဆင်ပေးုံသာလှုံ့ဆော်ခဲ့တယ်လို့ဆိုကြပါတယ်။2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းနာဆာကကိုစန့်ကျင်ရဲ့ NUG ရဲ့စီရင်မှုကြောင့်ရိုးသားတဲ့လူငယ်တွေဟာလက်နဲ့ကင်လန်းစင်ကိုကချင်လက်နဲ့ကင်အဖွဲ့ KIU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာကချင်ပြည်နယ်အတွင်းရှိတခြားမြို့တွေကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းကြိမ်းတုံးကရပ်ပေါင်းတရာအတွင်းထိန်းချုပ်နိုင်ခဲ့ပေမဲ့မမော်မြို့ကိုသိမ်းယူနိုင်အောင်ကြိုးပမ်းကြိမ်းမှာရပ်ပေါင်း150ကြိုးကြိမ်အထိ မတန်းယူနိုင်ပဲရှိနေခြင်းဟာဘလောက်အထိအထိနာနေရသလဲဆိုတာကိုသိတာနေပါတယ်။ကကြင်လန်တဲ့ကောင်အဖွဲ KI ဟာပမော်မြို့တိုက်ပွဲမှာအုံပြုဖို့ရကလန်တဲ့ကောင် AA အဖွဲဝင်တွေကိုစစ်ကူခေါ်ယူကြမှာအခကြေးငွေပေးချေရပေမဲ့ PDF အဖွဲတွေကိုလည်းနဲ့တက်ဆင်ပေးုံသာလှုပ်ဆောင်ခဲ့တယ်လို့ဆိုကြပါတယ်။၂၀၂၁ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းနာဆာကကိုစန့်ကျင်နေတဲ့ NUG ရဲ့စီယုံမှုကြောင့်ရိုးသားတဲ့လူငယ်တွေဟာလည်းနဲ့ကိုင်းလမ်းစဉ်ကိုရှောက်လန်းခဲ့ပြီး တောထဲရောက်ရှိခဲ့က NUG လက်အောက်ခံ PDF အဖွဲ့တွေဖြစ်လာခဲ့ပါတယ်။လူငယ်တွေဟာတောထဲကိုရောက်ရှိလာချိန်တော့ NUG အဖွဲ့ဟာလူငယ်တွေနဲ့ပတ်သက်ပြီးစီးရဲစရာကိစ္စအလုံးကိုအပြေးဝတောင်းဝန်ယူဆမရှိဘဲဖြစ်ခဲ့ကြကလူငယ်တွေဟာ NASA ကကိုစန့်ကျင်နေရဲ့တိုင်းဒါလနဲ့ကအဖွဲ့တွေတန်းစစ်တင်နေတော့ရောက်တက်ခဲရှာပြီးတော့တိုင်းဒါလနဲ့ကအဖွဲ့တွေရဲ့အကျိုးစီးပွားအတွက်အတုံးချကန်ဖြစ်ခဲ့ရတယ်လို့သုံးသပ်မှုတွေလည်းထပ်ပေါ်နေပါတယ်။ တိုင်းနာလနဲ့ကောင်အဖွဲ့တွေရာ PDF အဖွဲ့တွေကိုစစ်တင်လန့်ပေးခြင်းနည်းနည်းတက်ဆင်ပေးခြင်းတွေလှုပ်ဆောင်ပေးက၎င်းတို့အကျိုးစီးပွားအတွက်အသုံးချပြီးနာဆာကထိန်းချုပ်ထားတဲ့မြို့တွေကိုထိန်းချုပ်နိုင်အောင်ကြိုးပမ်းခဲ့ရာမြို့တွေကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။တိုင်းနာလနဲ့ကောင်အဖွဲ့တွေဟာမြို့တွေကိုထိန်းချုပ်နိုင်ချိန်မှာ PDF အဖွဲ့တွေကိုတန်းတူအခွင့်အရေးမပေးဘဲဖိနှိပ်အနိုင်ကျင့်ခဲ့လို့သိရပါတယ်။လက်ရှိချိန်မှာလေ KIA အဖွဲ့ဟာရခိုင်နယ်နဲ့ကအေအဖွဲ့တွေကိုစစ်ကူခေါ်ရမှာအမေရိကန်ဒေါ်လာတန်းချီပေးခဲ့ရှာပေမဲ့ PDF အဖွဲ့ရဲ့အင်အားကိုအသုံးပြုချိန်မှာတော့ PDF အဖွဲ့ဝင်လေးဦးကိုတနက်တက်လက်နှုံးတာပေးခဲ့ရတယ်လို့စီရေးစိတ်ဝင်စားသူတဦးကပြောပါတယ်။စီရေးနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုလူမှုကွန်ရက်မှာရှင်းသားဖော်ပြနေသူတဦးဖြစ်တဲ့ဒေါက်တာကျော်ဆွေက AA ကတက်သား1500ဦးကို KIA ထံ American Dollar တန်း30နဲ့အငားချတယ်။ MNDA ကသူတို့ဖန်ဆီးစုဆောင်ထားတဲ့ကိုကံပြည်သူစစ်တဦးကိုမြန်မာငွေ300နဲ့တရနံလေးကိုအငားချတယ်။ ဗတ်တက်ကောင်းကြီးပိုင်းတွေက PDF လေးကိုတနက်တလန်နဲ့အပြက်လဲတယ်။ဘသူစည်းအပေါ်ဆုံးလေးဘသူစည်းတန်ဆုံးလေးတေးချာတွက်ကြည့်လိုက်တော့အေးအေးတက်သားတူဟာ3900ဈေးပေါက်တယ်။ဒါကငားကနော်။အငားကလာက6လဆိုတော့တလ3120နီးပါးတန်တာပေါ့။ MND ကတော့အချိန်ကာလမတက်မတ်ထားဘူး။တိုက်ပွဲကာလရှိသလောက်တာဝန်ထမ်းရမယ့်သဘောရှိရယ်။ချပါဗျာ။တိတော့ညာနေကောင်အစားကနေဒီနေ့အထိဆိုတော့6လကျော်ပြီပေါ့။ 6လအတွက်3300ဆိုတော့တစ်လ3900တန်းတာပေါ့ထေကရင်တေဆုံးရင်3900လို့ပြောကြတယ်ဈာတော့ဈေးနဲ့လုံးနေ PDF တွေကြတော့၄ရောက်တနက်တလက်နော်တနက်တလက်ကို3200တန်းနဲ့ပဲထားလိုက်ပါတစ်ရောက်3900နဲ့အပြည့်ရောင်းလိုက်တာဆိုတော့တော်တော်ရင်နာစရာကောင်းလာပါလားကွယ်ဒီသုံးဘက်ကိုနှိုင်းရှင်ကြည့်ရင်အဖိုးတန်ဆုံးကအေအေတတာဖြစ်နေပြီးတော့တန်ဖိုးမရှိဆုံးကဗမာ PDF တွေဖြစ်နေရယ်ညီလေးတို့ရေမင်းတို့မဆက်ကြဘူးလားကွာမင်းတို့ကိုတန်ကြီးဖြတ်ပြီး ။ရောင်းစားနေတဲ့ငန္နာတွေကိုကလည်စားချေပြီးမင်းတို့မိဘတွေရှင်ခွင်စီပြန်လာခဲ့ကြပါကွာ။ဒီတဲ့င်းတွေကြားနေရမကျေနပ်ဘူးကွာ။မင်းတို့ကမင်းတို့မိဘတွေမိသားစုတွေရဲ့ယတနာတွေကတိုင်းပြည်ရဲ့အနာဂတ်အင်အားတွေဘာမှမဟုတ်တဲ့ခွေးတခိုးတွေရောင်းစားတာညှိခံနေရမယ်။ငတုံးတွေမဟုတ်ဘူး။မင်းတို့ငတုံးတွေမဟုတ်ကြောင်သက်တည်ပြကြ။မင်းတို့ကို ရောင်းစားတဲ့ဝေခိုင်းနေတဲ့ငန္နာတွေကိုမတားပေါ်ပြီးပြန်လာခဲ့ကြ။အကိုတို့ကြုံနေတဲ့ညီလေးတို့ရေဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။ ။ KIA အဖွဲ့ဟာ PDF အဖွဲ့တွေရကလန်နဲ့ကအဖွဲ့ AA ကိုအကူအညီတောင်းခံကထက်မဲ့အင်အားဖြစ်တင်းခဲ့ပေမယ့် NASA ကတပ်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်အထိနာပြီးထွက်ပြေးဖို့ကြိုးပမ်းတာတွေလည်းရှိလာခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ NASA ကဗမော်တိုက်ပွဲအတွင်း KIA ဦးဆောင်တဲ့အဖွဲ့တွေကိုအလုံးစုံအနိုင်ရယူနိုင်ဖို့ရှိခဲ့ကြတဲ့စစ်ကိုစစ်ကြောင်းတွေကိုဆက်လုပ်ခဲ့ရမင်းကအမိရှိတဲ့စစ်ကိုစစ်ကြောင်းဟာဗမော်မြို့ကိုရောက်ရှိပြီး KIA ဦးဆောင်တဲ့အဖွဲ့တွေကိုတိုက်ခိုက်နေတယ်လို့သိရပါတယ်။ လက်ရှိချိန်မှာစစ်ကူရောက်ရှိလာတဲ့မင်းကောင်စစ်ကြောင်းအပြင်လက်နေကြီးအဖွဲ့တွေ၊ဒရုန်းအဖွဲ့တွေ၊ပြည်ပြင်တပ်ဖွဲ့တွေနဲ့လေကြောင်းအဖွဲ့တွေဟာဟန်ကျန်းညီစွာတိုက်ခိုက်နေတဲ့အတွက် KIA ဦးဆောင်တဲ့အဖွဲ့တွေရဲ့တမော်မြုပ်ကိုထိန်းချုပ်နိုင်ရေးမျှော်လင့်ချက်တွေကပြည့်စည်ရမယ့်အလားအလာများနေတယ်လို့ဆိုနိုင်ပါတယ်။လက်မှုကွန်ရက်မှာစီးရင်နဲ့နိုင်ငံရေးအကြောင်းအရာတွေကိုသုံးသပ်ရေးသားနေသူတဦးဖြစ်တဲ့ဥတော်မင်းကောင်နှောရထအမည်ရှိတဲ့အကောင့်တစ်ခုကတမော်စစ်မြေပြင်ကိုစစ်ကူအဖြစ်ရောက်နေတဲ့တမ်ဘရော့က မင်းကောင်စစ်ကြောင်းကတော့မြေပြင်ထိုးစစ်တွေမှာလက်ဆန်းပြနေပါတယ်။မနေ့ကဗမော်မြို့မှာဖြစ်ပွားတဲ့မြို့တင်းတိုက်ပွဲတစ်ခုမှာ KIA ရဲ့စစ်ဗျူဟာကော့ကဲဒူကဘာအစင်ရှိသူပိုကျော့ဖောင်ကြီးစော်ဖန်ဟာတမ်မရော်ရဲ့ဒရုန်းထိမှန်သိမ်းဆုံးသွားပါတယ်။တက်ဆက်တဲ့ဆိုသလိုသူ့သားတဒင်ကြားရပြီးသူ့အမိပါနှလုံးရက်ပြီးအနှိမ့်စရောက်သွားကြောင်းကြားရပါတယ်။ဒါကြောင့်ဗမော်မြို့ကိုတင်ပိုက်ဖို့ကြိုးပမ်းနေရဲ့ KIA ကတော့အရှုံးကိုရှင်းဝယ်ပိုက်ပြီးဗမော်စင်ပြင်းပြင်းကိုဆုံးခွာသွားရပါပြီဆိုပြီးတော့သုံးသက်ရှင်းတာထားပါရဲ့ရှင်။